မြကန်းဘေးမှာရှိတဲ့နှစ်ပေါင်း950ကျော်တတန်းရှိတဲ့လေးမျက်နှာမျိုးနဲ့သူပါယုံစီရော်ကြီးရဲ့သာသနိကအဆောက်အုံတွေကမ်းပြုံမှုအနေနဲ့ကြုံတွေ့နေရတဲ့အတွက်သက်ဆိုင်ရာဌာနမှမြကန်းထိန်းလုပ်ငန်းတွေကိုဖေဖော်ဝါရီလမှာစတင်ဆောင်ရွက်နေပါတယ်။အဲ့ဒီမြကန်းထိန်းလုပ်ငန်းတွေကိုပြည်ထောင်စုတည်ထောင်ရန်ပုံငွေမှစက်တန်ပေါင်း945တန်းနဲ့ဆောင်ရွက်နေခြင်းဖြစ်ပြီးမိုးရင်းရေများကာလအမီပြီးစီအောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကံမျိုးမှုကိုကာကွယ်ထားမှုနဲ့ပတ်သက်ပြီးသူပါယုံစေရောကြီးဂောဘကအဖွဲ့မှဦးစိုးသိန်းကအခုလိုပဲပြောကြားပါရယ်။ဘုံမီတိုက်စားတဲ့အတွက်ကြောင့်မလို့ကံစားကံမျိုးမှုတွေဖြစ်လာတယ်။ဖြစ်လာတဲ့အခါမှာဒီ2015ခုနှစ်ကအဆိုးဆုံးအခြေအနေကိုရောက်သွားတယ်။အဆိုးဆုံးအခြေအနေရောက်တဲ့တွေကဇီတော်ရဲ့ရင်းမြင်းဇီတော်ရဲ့ရှေ့မှာရှိတဲ့အာယုံကံတစားစသည်အပြင်ရေတိုက်စားမှုပစ္စည်းတွေကို ကျွန်တော်တို့ကြုံတွေ့လာခဲ့ရတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဒါဒေသခံအနေနဲ့အနေနဲ့လုံးဝဒီအနေအထားကိုကာကွယ်နိုင်မှုအနေအထားမရှိဘူးပေါ့။ဒါကြောင့်တက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းစင်စင်ကျွန်တော်တို့တင်ပြပြီးတော့ကုလူပေါ့နော်။ကံစားကံပြုလုပ်ငန်းကာကွယ်နိုင်ဖို့ကျွန်တော်တို့ဆောင်ရွက်နိုင်ဖို့တင်ပြပေးခြင်းဖြစ်ပါတယ်။ လက်ရှိမှာကမ်းပြုံမှုကြောင့်ထူပါယုံစေရော်ကြီးတစောင်းတော်မှာထားရှိတဲ့အုတ်ခွက်ဖျားတွေနဲ့ကျေးတပိတ်ကြီးအပါအဝင်ရှေးဟောင်းမွေနဲ့ပစ္စည်းအများပြားကိုရွှေ့ပြောင်းထားတာဖြစ်ပါတယ်ရေရင်မြင့်နဲ့မြေချောင်းမြောက်ဖမျိုးတွတ်တဲ့ဦးစည်းဌာနဒေသခွဲနှစ်မှာလုပ်ငန်းအကောင့်ထဲဖော်ရေးအဖွဲ့ကောင်းဆောင်လက်ထောက်ညွန်ကြားမှုဦးစရာထွန်းကလည်းကန်းထိန်သိမ်းမှုလုပ်ငန်းတွေနဲ့ပတ်သက်ပြီးခုလိုပဲပြောပါရယ်ရေဦးထိုးဝဲလက်တိုက်စားနေတဲ့ထူပါယုံဖျားကြီးရဲ့အထက်အောက်ကမ်းရိုင်းမိုင်းတလျှောက်မှာ ဘိုးပိုင်အခြေပြုကြောက်စီနိုင်ရန်အလျားပေ900တိဆောက်ပေးသွားမှာပါ။ကမ်းပါတလျှောက်မှာလည်းအခြေရင်းမျောကြောက်ဖြစ်ရေကာနဲ့ကမ်းပါရင်းဆိုရာမက်ထရက်အလျားပေ1000ကိုဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ရေလမ်းကြောင်းကျင်းမြောင်းကောက်ကွေ့နေမှုအတွက်လည်းထူပါယုံဖျားရှိရေလမ်းရဲ့အထက်တစ်ဖက်ကမ်းမှာရှိတဲ့တောင်ဆွဲကိုတောင်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးတော့ရေလမ်းကြောင်းချဲ့ထွင်ပြီး ရေဦးထိုးတိုက်စားခြင်းကိုယော်နေအောင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။လေးမျက်နာမျိုးနဲ့ရဲ့စက်တေးဆောင်တမိုင်းဝင်စတုမှုခထူပါယုံဇေရော်မြတ်ကြီးကိုမြမသက်ကရီ420ပြည့်နှစ်ကအနော်ရထာမင်းကြီးစတင်တည်ထားခဲ့ခြင်းဖြစ်ပြီးအခုချိန်ထိဆိုရင်နှစ်ပေါင်း958နှစ်တက်တန်းရှိပြီဖြစ်ကြောင်းတမိုင်းမတန်းနေရသိရပါဗျ။